ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါမင်္ဂလာပါရှင် Controversy Time သတင်းဌာနရဲ့အော်တိုဘာလ16ရက်စစ်တပ်ဒေးနေ့ညနေခင်းရုပ်သံတင်ကိုပြည်လဲတင်ဆက်ပေးပါမယ်။ရွေးကောက်ပွဲမဲဆွဲစည်းရုံးရေးကာလကိုရပ်ပောင်း60ခွဲပြူကြောင်း UEC ကကြေညာလိုက်ပါတယ်။ A Champion တိုးတက်တဲ့တိုင်းပြည်ဖြစ်ခြင်းကြောင့်စစ်ကောင်ဆောင်မင်းအောင်လိုက်ကပြောဆိုလိုက်ပါတယ်။ SSNDF KNDF ဘူဟာအမတ်ကိုတက်ရင်တရတက်ကနေပြီးတက်တာတက်တွေကိုခေါ်ယူနေပါတယ်။ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ နာမည်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပပြုလုပ်မဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအပိုင်းသစ်အတွက်မဲဆွယ်စည်းရုံးရေးကာလကိုရက်ပေါင်း60ခွပြုကြောင်းစစ်ကော်မရှင်နဲ့အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဒီကနေ့အော်တိုဘာလ16ရက်နေ့မှာကြေညာလိုက်ပါတယ်။မဲဆွယ်စည်းရုံးရေးကာလကိုအော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိရက်ပေါင်း60ခွပြုထားတာပါ။စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ချမဲ့နိုင်ငံရေးပါတီတွေ ကိုစလေလောင်းတွေအနေနဲ့ရွေးကောက်ပွဲဆာယာစုဝေးဟောပြောတာမင်းဆွေစီယုံတာကိုသက်ဆာယာလွတ်တော်ရွေးကောက်ပွဲနီးဥပဒေပါပြဋ္ဌာန်းချက်တွေအတိုင်းဆောင်ရွက်သွားဖို့ကိုတတ်မှတ်ထားပါတယ်တနိုင်ငံလုံးအတိုင်းအတာအရာရွေးကောက်ပွဲအပိုင်းသက်မှာပြုလုပ်သွားမယ်မြို့နယ်ပေါင်းတရနှမြို့နယ်ရှိပြီး green ပြည်ကစစ်ကော်မရှင်သက်ထိန်းချုပ်ထားတဲ့ drain ကုန်းနဲ့ဘောလခဲမြို့နယ်ပါဝင်ပါတယ်စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုဂရင်းနီပြည်ကတော်လင်ကြီးအင်အားစုတွေနဲ့ လူငယ်အဖွဲ့အစည်းတွေကလက်မခံပဲဆက်ကျင်ကက်ကွက်ကြောင်းကိုသဘောထားထုတ်ပြန်ထားပါတယ်။ Greenie ပြည်ကရွေးကောက်ပွဲပြုလုပ်မဲ့မြို့နယ်မြို့နယ်အတွင်းမှာလည်းတော်လရင်တပ်ဖွဲ့တွေနဲ့စစ်ကော်မရှင်တပ်တို့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ Greenie ပြည်မှာတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီစည်းရင်းတွေကိုအတိအကျမသိရသေးပေမဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်အရွေးခံမဲ့နိုင်ငံရေးပါတီ6ခုရှိတယ်လို့သိရပါဗျ မြန်မာနိုင်ငံကိုအေးချမ်းပြီးတိုးတက်တဲ့တိုင်းပြည်ဖြစ်စေလိုတယ်လို့စစ်ကောင်ဆောင်ဘူချုပ်မူဂျီမင်းအောင်လိုက်က မနေ့ကအော်တိုဘာလ15ရက်နေ့ပြည်တော်မှကျင်းပတဲ့ NCA ချုပ်ဆိုခြင်းဆင်းနှစ်ပြည့်နှစ်ပတ်လည်နေ့ခမ်းနားမှာပြောကြားခဲ့ပါတယ်။ဘူချုပ်မူဂျီမင်းအောင်လိုက်ကဥက္ကဋ္ဌရာထူးယူပြီးဦးဆောင်နေတဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုညနာရေးကော်မတီအနေနဲ့လည်း NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းဒါလက်နေကိုင်းအဖွဲ့ခုနှစ်ဖွဲ့ လက်မှတ်မရေးထိုးထားရသေးတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း၃ဖွဲ့နဲ့နိုင်ငံရေးပါတီတွေအကြမ်းကြမ်းတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတွေ့ဆုံမှုတွေအတွင်းမှာတော့နိုင်ငံအတွင်းပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ခိုင်မာစေရေးအတွက်ပူးပေါင်းအကောင့်ထည့်ဖို့ဆောင်ရွက်ဖို့ပြည်တော်စုငွေချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လက်တွဲပူးပေါင်းအကောင့်ထည့်ဖို့ဖို့2008ဖွဲ့စည်းပုတ်အခြေခံဥပဒေပါအချက်43ချက်ကိုပြင်ဆင်ဖို့တိုင်းတောင်ပြည်သူတရက်လုံးလိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်အောင်စုတည်ဆောက်ဖို့တွေကိုသဘောတူခဲ့တယ်လို့ပြောပါရယ်ဂရင်းနီပြည်ကတိုင်းတာလက်နဲ့ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဂရင်းနီအမျိုးသားတိုသက်ရေးပါတီ KNPP ကတော့ NCA အခမ်းအနားမှာစစ်ကောင်ဆောင်ပြောစကားတွေနဲ့ပတ်သက်ပြီးမှတ်ချက်ပေးစရာမရှိဘူးလို့ပြောပါရယ်စစ်ကောင်ဆောင်ဘူချုပ်မူဂျီမင်းအောင်လိုက်ကတော့ဒါမဲ့ရွေးကောက်ပွဲမှာငိမ့်ချန်ရင်လန်းစင်နဲ့ပတ်သက်ပြီးတိုင်းသားတွေလွတ်တော်အတွင်မှာပါဝင်စင်ရေးအတွက် အချိုးကျ PR စနစ်ကိုကျင့်သုံးဖို့ဆုံးဖြတ်ရတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းဂရင်းနီနယ်စပ်မှာစစ်ရေးလှုပ်ရှားနေတဲ့ SSNDF KNDF ဗျူဟာအမတ်ကိုတက်ရင်တရတက်ကနေတက်တာတစ်တွေကို ခေါ်ယူနေပါတယ်။တော်လန်ကြီးမှတာဝန်ထမ်းဆောင်တဲ့နေရာကင်နာအတီတီမှာအင်အားဖြစ်တင်ဖို့တက်တာခေါ်ယူတာဖြစ်တယ်လို့တက်ရင်တာဝန်ရှိသူကကန်ဒရော့ဝတီ time ကိုပြောပါတယ်။ တတသက်ခေါ်ယူရမှာတတဥယေကိုကန့်သက်တာမျိုးမရှိဘဲနဲ့ခေါ်ယူသွားမှာပါ။ပါဝင်လို့တဲ့တတတွေအနေနဲ့အသက်၁၈နှစ်ပြည့်ပြီးဂျမရေကောင်းမှုတူဖြစ်ကဘေးအပ်တဲ့တာဝန်ကိုလည်းစစ်အာဏာရှင်စနစ်ချုပ်နေတဲ့အထိကျင်ပိုးစွာထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့သတ်မှတ်ထားပါတယ်။ကင်ဒရော့ဒီထိုင်မြင့်ရင်းနှီးခင်ရုပ်တန်တဲ့ရင်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တရှိအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘင်းကင်းလုံးချုံကြပါစေ။ကျမမောင်ညာမှာပါ